ဘာမန် brain channel ကနေကြိုဆိုပါရစေ။ကျွန်တော်တို့ကနေ့စဉ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုရှင်းလင်းတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်တို့ channel ကိုနေ့စဉ်လာရောက်နာဆင်ဖို့ဖိတ်ခေါ်ပါရစေ။ကဲဒီနေ့မှာတော့ Benjamin Graham ရဲ့ Gandawin စာအုပ်တုဖြစ်တဲ့ The Intelligent Investor အကြောင်းကိုလေ့လာကြည့်ကြရအောင်။တကယ်ကိုချမ်းသာကြွယ်ဝမှုကိုတိဆောက်တဲ့လျှော့ဝှက်ချက်ကနောက်ထပ်နာမည်ကြီးလာမယ့် stock ကိုလိုက်ဖန်နေတာမျိုး IQ မြင့်တာမျိုးမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့စိတ်ကံစားချက်တွေကိုထင်းချုံနိုင်စွမ်းတာဖြစ်နေမယ်ဆိုရင်ကောဟုတ်ပါတယ်ဒါကပဲဘင်ဂျမင်ဂရေးဟမ်ရဲ့အဓိကအဆိုးဖြူချက်ပါပဲအောင်မြင်တဲ့ယဉ်ရင်းမြုံနယ်မှုဆိုတာဉာဏ်ဉာဏ်ဉာဏ်တွေထက်စိတ်နဲ့စိတ်ထားတည်ငြိမ်မှုနဲ့ပိုပြီးသက်ဆိုင်နေဆိုတဲ့အချက်ကိုအဓိကထားပြီးဆွေးနွေးသွားမှာပါ ဆိုတော့ထမက်တဲ့ယင်းနီမြုံနန်သူဆိုတဲ့စကားကိုကြားလိုက်တာနဲ့လူများစုကဘာကိုပြင်းမြင်ကြရလဲတင်ချမှာအယမ်းတော်တဲ့သူဇေကွက်ကိုကြိုဟိုးနိုင်တဲ့သူအဲ့ဒီလိုပုံစံမျိုးတွေပေါ့ဒါပေမဲ့ဘင်ဂျမင်ဂရေဟမ်ကတော့ဒီအမြင်ကိုလုံးဝဆန့်ကျင်ဘက်လဲလိုက်ပါတယ်သူ့အမြင်မှာတော့ယင်းနီမြုံနန်မှုမှာထမက်တယ်ဆိုတာဟာ IQ နဲ့သိမ့်မဆိုင်တော့ဘူးအရိကကစိတ်ခံစားချက်ကိုထိန်းချုပ်နိုင်စွမ်းစိတ်ရွှေသေးခံတတ်မှုစီကန်းရှိမှုနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်တုံ့တက်ချက်အပေါ်မှာယက်တီရဲတဲ့တတ်တည်တွေနဲ့ပို့ပြီးတော့သက်ဆိုင်နေရပါတယ် ဒီစကားကိုဘသူပြောခဲ့လဲဆိုတာသိရင်တော်တော်လေးအံ့ဩသွားမှာပါဟုတ်ပါတယ်သိပ္ပံပညာရဲ့ဖခင်ကြီးတူဖြစ်တဲ့ညံကြီးရှင်စာအိုက်ဆက်နျူတန်ကိုတိုက်ပါပဲသူတောင်မှစိတ်ခံစားချက်နောက်ကိုလိုက်ပြီးယင်းနှမြုံနှမှုလုခဲ့လို့သူ့ရဲ့ငွေအမြော့အများကိုဆုံးရှုံးခဲ့ဖို့ပါတယ်အဲ့ဒီတုန်းကစောက်စီကမ်ပဏီဆိုတဲ့စတော့ကအရန်နာမည်ကြီးနေချင်းပေါ့အစားပိုင်းမှာတော့သူ့ရဲ့ဈေးကွက်ပူဖုံးကိုတတိထားမိပြီးဆော့ဆော့ရောင်းထုတ်လိုက်တာငွေ20တောင်မြက်လိုက်သေးတယ်ဒါပေမဲ့သူ့ပဝန်းကျင်ကလူလေးဆက်ပြီးချမ်းသာနေရကိုမြင်တော့မနေနိုင်တော့ဘူး လောဘတက်ပြီးဈေးအများကြီးပုံမြင့်နေတဲ့အချိန်မှာပြန်ဝင်ဝယ်လိုက်တယ်။နောက်ဆုံးမှတော့အလုံးထိတဲ့အချိန်မှာပူဖုံးကပေါက်ကွယ်သွားပြီးနျူတန်တယောက်သူ့ရဲ့ငွေအများစုကိုဆုံးရှုံးသွားဟင်ရပါတယ်။ဒီဖြစ်ဖြစ်ကပါဘူးပြလဲဆိုတော့ဈေးကွက်ချက်မှာရန်ကောင်းလာတဲ့စိတ်ကြီးငင်တာကပိုအရေးကြီးတယ်ဆိုတော့ကိုပဲတတိပြနေတာပါ။ဟုတ်ပြီဒါဆိုရင်တော့ဈေးကွက်ထဲဝင်တဲ့လူတိုင်းရင်ဆိုင်ရမယ့်အခြေခံအကြအဆုံးရွေးချယ်မှုတစ်ခုကိုဆက်ပြီးလေ့လာကြည့်အောင် ်ဘင်ဂျမင်ဂရေဟမ်တက်မှတ်ခဲ့တဲ့အတိုင်းပဲကိုဟာတကယ်ယင်းနှိမ့်မြှို့နံသူလားဒါမှမဟုတ်ဈေးကစားတဲ့ကစားသမားတစ်ယောက်လားဆိုတာကိုရှင်းရှင်းလင်းလင်းခွက်ခြားသိမိမှုလို့အပ်ပါတယ်ယင်းနီမြုံနံသူတယောက်ကစီးပွားရေးလုပ်ငန်းပိုင်ရှင်တယောက်လို့တွေးပါတယ်။သူက လုပ်ငန်းရဲ့တကယ်တန်ဖို့သူ့ရဲ့အနာဂတ်အလားအလာကို တေချာလေးလာပြီးရေရှည်အတွက်တည်ငင်တဲ့အချိုးအမြုပ်ကိုပဲရှာဖွေတယ်။ဆုံးဖြတ်ချက်တွေကိုစိတ်ခံစားချက်နဲ့မလုပ်ဘဲတေချာတုံးတက်ပြီးမှလုပ်ကြတယ်။ တဖက်မှာကျတော့ကစားသမားကမြင်းပွဲလုံးတဲ့သူနဲ့ပူတူတယ်။သူတို့ကစတော့ရဲ့တကယ်တံပိုးကိုစိတ်မဝင်စားဘူး။ဇင်းတို့အတက်အကျပေါ်မှာပဲလုံးကြီးထတ်တယ်။ကော်လာဟလာတွေနောက်လိုက်ပြီးအမြင်ဆုံးဖြစ်ထထေးဖြစ်ဖို့ပဲမျှော်လင့်ကြတယ်။ရေရှင်မှာတော့ဒီနီလာနှစ်ခုရဲ့ရလက်ကကောင်းကင်နဲ့မြေကြီးလို့꽈သွားနိုင်ပါတယ်။တကယ်ရင်းနှီးမြှုပ်နှံမှုကိုစေကစားရနဲ့ခွဲခြားဖို့အတွက်ဂရေဟမ်ကလုံးဝကိုမထက်မနေလိုက်နိုင်ရမယ့်စီမင်း၃ခုကိုချမှတ်ခဲ့ပါတယ်။ပထမဆုံးကတော့ဘက်စတော့ကိုမဆိုးမဝဲခင်မှာ အဲ့ဒီကုမ္ပဏီရဲ့စီးပွားရေးအခြေအနေဘန်ဒါရဲ့အချက်လက်တွေကိုထေချာလေ့လာရမယ်။ဒုတိယအချက်ကမလိုအပ်တဲ့ဆွန့်ဆမှုတွေကိုရှောင်ပြီးကိုယ့်ရဲ့ငွေရင်းကိုကြီးကြီးမားမားမဆုံးရှုံးအောင်ကာကွယ်ရမယ်။နောက်ဆုံးအချက်ကတော့ညရင်းချင်းထေးဖြစ်ဖို့ဆိုတဲ့အိမ်မက်တွေမမနေဘဲတည်ငင်ပြီးလုံလောက်တဲ့အချိုးမြက်ကိုပဲရည်မှန်းရမယ်။တီစီမင်းတွေပါပဲတကယ်ရင်းနှီးမြှုပ်နှံတို့ထစ်ဖို့အခြေခံအုံးမစ်တွေပါပဲ။စေကစားခြင်းရဲ့အန်ဒရီကိုကောင်းကောင်းပြတဲ့ထည့်ရမှန်တစ်ခုရှိခဲ့ပူပါတယ်။1998ခုနှစ်တုန်းက Timco Services ရဲ့ကုမ္ပဏီလေးတစ်ခုရဲ့ stock ဈေးဟာမိနစ်ပိုင်းတွင်းမှာတုံးဆလောက်ထိုးတက်သွားခဲ့တယ်။ဘာကြောင့်လဲသိလား။ကုန်သေးတွေကသူ့ရဲ့တင်ကေတ TMCO ကိုနာမည်ကြီး Ticket Master ရဲ့တင်ကေတ TMCS နဲ့မားသွားလို့ပါ။လူတွေကတကြမစစ်စေးပဲနာမည်ကြီးနီးပညာကုမ္ပဏီတစ်ခုကိုဝယ်နေတဲ့ထင်နေမစ်စီမိပြီးဝင်ဝယ်ခဲ့ကြတာပေါ့။ဒါဟာယင်းမျိုးနာမှု လုံးဝမဟုတ်ပါဘူး။တရင်အမနော့ကိုလိုက်တဲ့လောင်းကစားတက်တက်ပါပဲ။ကောင်းပါပြီ။ နောက်တစ်ပိုင်းကိုဆက်ကြည့်ကြအောင်ဒီမှာစိတ်ဝင်စားစရာကောင်းတယ်လားဂရီဟမ်ကလူတိုင်းရဲ့တဲ့တခုတည်းသောမန်ကန်နဲ့နီလန်းဆိုတာမရှိဘူးလို့ဆိုပါရဲဒါကြောင့်သူကလူဒီယောက်ရဲ့စိတ်နေစိတ်ချနဲ့အချင်းပေးနိုင်မှုပေါ်မူတည်နီးရွေးချယ်နိုင်တဲ့ချင်းကန်နီနဲ့မျိုးကိုမိတ်ဆက်ပေးချဲပါရဲကိုယ့်အသက်ဘေးလမ်းကြောင်းကအတင့်တော်ဆုံးချင်မလဲဆိုတာစဉ်းစားကြည့်လို့ရပါတယ် ဂရဟမ်ကယင်းကြီးမြို့နန်သူအမျိုးအစားနှစ်ခုကိုခွဲပြားထားပါဗျ။ပထမတစ်မျိုးကကာဂရီယင်းကြီးမြို့နန်သူပါ။သူတို့ကယိုရှိနာနဲ့တင်းငင်တာကိုကြိုက်တယ်။နေတိုင်းဇီးကွက်ကိုထိုင်းကြည့်နေစရာမလိုပဲစိတ်အေးချမ်းသာစွာနဲ့ယင်းကြီးမြို့နန်ချင်းတဲ့သူတွေပေါ့။ဒုတိယအမျိုးအစားကတော့စွန့်ဦးတီထွန်ယင်းကြီးမြို့နန်သူပါ။သူတို့ကတော့ stock တီကိုသွန်သက်ရတာပြောဟာတွေချရတာကိုပြောမွေတယ်အချင်းတွေစူးစမ်းအထောက်မှုတွေပို့ပေးပြီးပြမျှအကျိုးမြတ်ထပ်ပုံမှုရရှိဖို့စူးစမ်းကြတယ် ဒီနှမျိုးလုံးကမှန်ကန်တဲ့နီလန်းနေကြီးပါပဲအဓိကကကိုယ့်ရဲ့စိတ်နေစိတ်ထားအချိန်ပေးနိုင်မှုနဲ့ဘယ်ဟာကကန့်ညီလဲဆိုတာကိုရွေးချယ်တတ်ဖို့ပါပဲကေဘလိုယင်းနီမြူနန်ဒူမျိုးစားပဲဖစ်ဖစ်ဂရီဟန်ကရွှေရှိမြင့်ချက်ကိုတော့ပေးထားပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ယင်းနီမြူနန်မှုထွန်းမှာအ ਨੇ ဆုံး25ရာခိုင်နှုန်းကိုငွေတိုက်စာချုပ်ဘွန်စတီမှာအမြဲတမ်းထားရှိဖို့ပါပဲဘာကြောင့်လဲဆိုတော့ stock ဈေးခွာကကြိုတင်ခံမလို့မရအောင်အတက်အကြာကျန်းတတ်တယ် အဲ့ဒီလိုအချိန်ဒီမှာငွေတိုက်စားချုပ်တွေကကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုအကာအကွယ်ပေးတဲ့ကြားခံတစ်ခုလို့ဖြစ်နေစေပါတယ်။ဒါကငွေရင်းချေးရဲ့အကာအကွယ်ပေးတာပြစမကဘူးစိတ်ပိုင်းဆိုင်ရာအရာလည်းတည်ငြိမ်မှုပေးတဲ့အတွက် stock ဈေးကွက်ဖြိုလဲတဲ့အခါကြောက်လန့်တကြားနဲ့အမားလုံးမိတာမျိုးတွေနဲ့ကာကွယ်ပေးနိုင်ပါတယ်။ယင်းနှစ်မြို့နယ်တို့အမြောင်းယူတဲ့အကြီးမားဆုံးကြောက်စရာကတော့ဈေးကွက်အတက်အကျကျန်းကပါပဲ။ဒါပေမဲ့ Graham ရဲ့အသိပညာကိုတုံးပြီးဒီကြောက်ရွံ့မှုကိုအခွင့်အရေးတစ်ခုအဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတာကိုလေ့လာကြည့်ကြရအောင်။ အဓိကကဈေးကွက်ရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးကိုယ့်စိတ်ကိုထိန်းချုပ်နိုင်မှုပါပဲ။ Intomi Company ရဲ့ဇာတ်လမ်းဝယ်ကြည့်လေ1998မှာသူကနာမည်ကြီးနီးပညာ store တစ်ခုပေါ့2000ပြည့်နှစ်မလာမှာသူ store စီကတစ်ဆောင်ကိုဒေါ်လာ230ကျော်ချီထိုးတက်သွားပြီးဈေးဝတ်တန်ဖိုးဒေါ်လာ25ဘီလီယံထိရှိဟန်လဲ။ ဒါပေမဲ့အောင်ဩစီယာကအဲ့ဒီကုမ္ပဏီကတခါမှအမြတ်ဆုံးမပြဘူး။နောက်ဆုံးတော့ပူဖောင်းပေါက်ပြီး2009ခုနှစ်မှာ stock ဈေးက25ဆက်လောက်ပဲကျန်တော့တဲ့အထိပြိုလဲသွားတယ်။ဒါကဈေးခွက်အတက်ကျဆိုတော့ကုမ္ပဏီရဲ့တကယ်တမ်းမှုကိုထင်ဟတာမဟုတ်ပဲလူအုပ်ရဲ့ဈေးခန်းစားချက်ကိုပဲထင်ဟနေတယ်ဆိုတော့ကိုရှင်းရှင်းလင်းပြနေရမှာ။ဒါဆိုဒီလိုဈေးခွင့်ရဲ့ဆက်ခံစားမှုအတက်အကျတွေကြားမှာထက်မြက်တဲ့ယင်းနီးမြုံနံသူတယောက်ကဘယ်လိုလုပ်တယ်လဲဂရီဟမ်ရဲ့အကြံဉာဏ်ကအရှင်းရှင်းလေးပါပဲလူတိုင်းကအစိုးမြင်ပြီးကြောက်လန့်တကြရုံးထုံနေတဲ့အချိန်မှာကိုကဝယ်ရမယ် လူတိုင်းကအကောင်းမြင်ပြီးလောဘတကြီးဝယ်နေတဲ့အချိန်မှာတော့ကိုကယုံရမယ်။အင်တမီဇလမဆိုရင်လူတွေကြောက်လန့်ပြီးရောင်းထုံနေချိန်မှာယာဟုကသူ့ရဲ့ရေရှည်တံပိုးကိုမြင်ပြီးဈေးပေါ်ပေါ်နဲ့ဝင်ဝယ်ခဲ့ပါတယ်။ဒါဟာစိတ်ခံစားချက်နဲ့မဟုတ်ပဲရှင်ကျင်တုံတရားနဲ့ဆုံးဖြတ်ခြင်းရဲ့အကောင်းဆုံးဥပမာတစ်ခုပါပဲ။ ဈေးကွက်ကိုကျွန်တော်တို့ထိန်းချုပ်လို့မရပါဘူး။ stock ဈေးတွေငွေကြေးဖောင်းပွန်းမှုတွေကိုလည်းထိန်းချုပ်လို့မရဘူး။ဒါပေမဲ့လေတကယ်တကယ်အရေးကြီးတဲ့အရာ၅ခုကိုတော့ယင်းနှမြုံနံသူတိုင်းကတက်ရိုက်ထိန်းချုပ်နိုင်ပါတယ်။အဲ့ဒါတွေကတော့ပွဲစားကိတွေတက်တာအောင်လုပ်တာလက်တွေ့ကျတဲ့မျောလင့်ချက်ထားတာကိုလက်ခံနိုင်တဲ့စွန့်စားမှုအဆင့်ကိုတတ်မှတ်တာအခုလင်ချုပ်ဝင်ဖို့လို့ short ချတာနောက်ပြီးအရေးအကြီးဆုံးကတော့ကိုယ့်ရဲ့အပြုအမူကိုထိန်းချုပ်တာပါပဲလူအုံနှုတ်ကို blindly မလိုက်ပဲကိုယ်ပိုင်စွန့်ပြတ်ချက်နဲ့ယက်တိနိုင်ဖို့ကအတိကတော့ချက်ပါဟုတ်ပြီ အခုဆိုရင်ကျွန်တော်တို့ဒီသင်ခန်းစာဒီအားလုံးရဲ့အနှစ်ချုပ်အစွမ်းထက်ဆုံးအဓိကအချက်တစ်ခုစီကိုရောက်လာပါပြီတကယ်ရင်းနှီးမြှုပ်နှံမှုဆိုတာဈေးကွက်ကိုကျွမ်းကြောင်လို့တာမဟုတ်ပါဘူးကိုကိုကိုကျွမ်းကြင်အောင်ထိန်းကျောင်းနိုင်ခြင်းပါပဲ Graham ရဲ့အရေးကြီးဆုံးထိုးထွင်းအမြင်တစ်ခုကိုပြန်အမှတ်ရကြည့်ရအောင်ကုမ္ပဏီတစ်ခုကဘလော့ပဲကောင်းနေပါစေသူတို့ဈေးများကြီးပေးပေးဝယ်လိုက်ရင်ဒါကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုမဟုတ်တော့ပါဘူးဥပမာပြရရင် Michael Jordan ကအကောင်းဆုံး basketball ကစားသမားပေါ့ ဒါပေမဲ့သူ့ကိုတစ်နှစ်လောက်ခဒေါ်လာဘီလီယံနဲ့ချီပြီးပေးမယ်ဆိုရင်ဘလော့ပဲတော်နေပါစေအတဲပံမရှိတော့ဘူးလေဒီလိုပါပဲကုမ္ပဏီတိုင်းမှာကြိုးချောင်းရှိလို့တဲ့ဇင်းနှုံတစ်ခုရှိပါတယ်ဒီယူဆကိုဘယ်နိုင်ရူပါဝေရာလိုတော့တင်စားပြီးခေါ်လို့ရပါတယ်ကုမ္ပဏီတစ်ခုကအရန်ကြီးမလာတဲ့အခါသူ့ရဲ့ကြီးထွားနှုံးကတဘာဝတန်းကိုနေခွေးသွားပါတယ်စဉ်းစားကြည့်လေဒေါ်လာကဘီလီယံတန်ကုမ္ပဏီတစ်ခုကသူ့ရဲ့ရောင်းအားကို20တိုးဟုဆိုတာဖြစ်နိုင်တယ်လေ ဒါပေမဲ့ဒေါ်လာဘီလီယံ900တန်းကုမ္ပဏီကြီးတစ်ခုအတွက်နောက်ထပ်ဘီလီယံ900ထက်ရှာဖို့ဆိုတာကတော့အလွန်မင်းခက်ခဲသွားပါသည်။ဒါကြောင့်လူကြိုက်များပြီးဆေးမင်းဆုံရောက်လျက်ကုမ္ပဏီကြီးရဲ့နောက်ကိုလိုက်ချင်းကမကြခဏဆိုသလိုစိတ်ပြက်စရာလေးနဲ့ပဲအဆုံးသတ်တတ်ပါတယ်။ဒီစကားကတော့လူအများစုရဲ့အလေးထားနဲ့ဆန့်ကျင်ဘက်ဖြစ်နေနိုင်ပါတယ်။ဘဝမှာဒီအတိုင်းမနေနဲ့တခုခုလောက်ဆိုတဲ့ဆောင်ဖို့ကမှတ်နိုင်ပေမဲ့ယင်းညွတ်နတ်မှုမှာတော့ဂရဟမ်ကပြောင်းပြန်လန့်လိုက်ပါတယ်။တခုခုမလုံနဲ့ဒီအတိုင်းမနေလိုက်တဲ့ အရေးထွေးကောင်းတဲ့ယင်းနီးမြွတ်နံမှုတွေကိုရေရှည်ကိုင်းထားတာကနေ့စဉ်ဈေးကွက်ကိုလိုက်ကြည့်ပြီးအများရန်အယောင်အဝယ်လုံးနေလာတဲ့ပုံပြီးကျိုးမြက်များစေပါတယ်။ဘာလို့လဲဆိုတော့အများရန်အယောင်အဝယ်လုံးနေရင်ပွဲစားခတွေအခွန်တွေတိုးလာမယ်။စိတ်ခံစားမှုနဲ့အမားလုံးမိဖို့အခွင့်အလန်းတွေပဲပိုများလာမှာမို့လို့ပါပဲ။စိတ်ရှည်ခြင်းကတကယ်စံတာကြွယ်ဝမှုကိုတိဆောက်ပေးတဲ့အစွမ်းထက်တဲ့လက်နက်တစ်ခုပါ။နောက်ဆုံးအနေနဲ့ဒီမေခွန်းလေးနဲ့အဆုံးသတ်ချင်ပါတယ်။ဈေးကွက်ဆိုတာသူ့တဘာဝအရာကိုအတက်အကျအမင်းရှိနေမှာပါ။ လူတွေရဲ့ကြောက်ရွံ့မှုနဲ့လောဘတွေကြောင့်လှုပ်ခတ်နေဦးမှာပါအထီးကမိကုံးကတော့ဈေးဝယ်ရဲ့အတက်အကျတွေနောက်ကိုလိုက်ပြီးရင်ထိုးနေမှာလားဒါမှမဟုတ်စီကနဲ့စိတ်တည်ငြိမ်မှုရှိတဲ့ထမြက်တဲ့ယင်းနိမြုပ်နံသူတရားအနေနဲ့ခိုင်ခိုင်မာမာယက်တည်ပါမလားဆိုတာပါပဲဒီမိကုံးကိုဘလူးဖြစ်မလဲဆိုတာကပဲကိုယ့်ရဲ့ယင်းနိမြုပ်နံမှုအနာဂတ်ကိုဆုံးချက်ပေးသွားမှာပါဒီနေ့ရှင်လေးတင်ဆက်မှုကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်